ဂါဇာတွင် အစ္စရေးကပထမဆုံးမြေပြင်ထိုးစစ်စားသင်ဂါဇာကမ်းမြောင်မှာပြင်းမှတ်ထားတဲ့မြေပြင်လှုပ်ရှားမှုတွေပါစားသင်လိုက်ပြီးလို့အစ္စရေးစစ်တပ်ကမတ်၁၉ရက်မှထုတ်ပြန်ပါတယ်အမေအဖွဲနဲ့နှစ်လကြာအပြည့်ရဆဲမှုပြပြသွားခဲ့ပြီးတဲ့နောက်လေချောင်းကဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးနောက်တဲ့အကြာမှာမြေပြင်ထိုးစစ်ပါပြန်စတာဖြစ်ပါတယ်။ ဟမ်မအဖွဲဟာသစကန်တွေကိုလှုပ်ပေးဖို့ထပ်တလဲလဲညှင်းဆန်တယ်လို့ဂျောင်းဝေညှိနှိုင်းသူတွေရဲ့ကံလန့်ချက်တွေကိုလည်းပယ်ချခဲ့တယ်လို့အစ္စရေးကဆိုဆွဲထားပါတယ်။တဖက်မှာလည်းအစ္စရေးဝန်ကြီးချုပ်ပင်ဂျမင်နေတန်ယာဟူဟာအပြစ်ရစဲမှုကိုတဖက်သက်ဖြစ်ဖြစ်ပြီးတော့သစကန်တွေရဲ့ကံကြမ္မာမရေမရဖြစ်အောင်လုပ်တယ်လို့ဟမ်မဘက်ကအတံပြန်ဆိုဆွဲပါတယ်။အစ္စရေးတပ်တွေဟာလုံခြုံရေးစုံကိုချဲ့ထွင်ဖို့နဲ့ ဂါဇာမြောက်ပိုင်းနဲ့တောင်ပိုင်းကမ်းမှာဂျာခန်ဆောင်တို့ဖန်တီးဖို့အတွက်ဂါဇာကမ်းမြောင်အလယ်ပိုင်းနဲ့တောင်ပိုင်းမှာပြင်မှတ်ထားတဲ့မြေပြင်လှုပ်ရှားမှုတွေစတင်လှုပ်ဆောင်နေတယ်လို့ Israel ကာကွယ်ရေးတပ်ဖွဲ့ IDF ကထုတ်ပြန်ပါတယ်။မြေပြင်လှုပ်ရှားမှုတစ်စိတ်တည်တည်တာအဖြစ်နတ်ဆောင်ရင်စင်းကျင်အလယ်ပိုင်းအထိထိန်းချုပ်မှုတိုးချဲ့ထားတယ်လို့ပါထုတ်ပြန်ထားပါတယ်။ဒီထိုးစစ်ဟာအပြစ်ခံရစေရဲ့အပေါ်အသေးသဖြင့်အနေရကြီးမားတဲ့ချိုးဖောက်မှုပဲလို့ဟမ်မက်ကဝေဖန်ပါတယ်။ ဟမ်မတ်ဘက်ကတော့ဇန်နဝါရီလအတွင်းလက်မှတ်ထိုးထားတဲ့အပြည့်ရသဘောတူညီချက်အပေါ်ဂရိကဘုတ်ဆက်ထားနေတော့မယ်လို့မတ်ဆက်ကိုရက်ကထုတ်ပြန်ပါတယ်။မက်ဆီကိုရဲ့တနေ့တည်းမှာပဲအစ္စရေးတိုက်ခိုက်မှုကြောင့်ဂါဇာတံခါးမှာလူ90တိဆုံးခဲ့တယ်လို့ဂါဇာအရက်ပန်ကာကွယ်ရေးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ကထုတ်ပြန်ပါတယ်။အစ္စရေးကလူသားချင်းစာနာမှုအကူအညီတွေဝင်ရောက်ခွင့်တောင်းပန်နေပါပိတ်ထားတာကြောင့် မူလကရေကဆိုးရွားနေတဲ့အခြေအနေတွေပိုဆိုးလာပြီးအငတ်ဘေးဆိုင်တော့မယ်လို့လည်းအရက်ဖက်ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အင်ကာနေကဂါဇာမှာအစ္စရေးဘုံကျင်းမှုကြောင့်လူ400ကျော်သေဆုံးခဲ့တယ်လို့ဂါဇာကျမ်းမာရေးဌာနကထုတ်ပြန်ပါတယ်။အစ္စရေးသစခန်တွေပြန်မလို့ရင်ဟမ်မတ်ကဂါဇာကမ်းမြံကိုဆက်အုပ်ချုပ်နေရင်ဂါဇာဒေသခံတွေပါသံမိုးကြီးကြီးပေးဆက်ရမယ်လို့ကာကွယ်ရေးဝန်ကြီးအစ္စရေးကကတတိပေးထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။